ဗုဒ္ဓဘာသာဆိုတာသစ္စာပြရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဖာရိတ်လုံးတဲ့နေဆိုရဲ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောင့်တဆုံးမတဲ့ ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထင်တဲ့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမရသော်ပြားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအထိပယ်ရပါတယ်။ခုခေတ်တော့ဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။ မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာအဓိကကသုရဝတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြတာတဲ့စကားတွေပဲဖြစ်တယ်ဒါပြင်မြတ်စွာဘုရားကပါရီဆုံးမတော်ဟုဆိုကိုကျင့်သီလကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိရိတာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာအပြည့်တိုင်ဖြည့်ရှင်ပြီးဆဲတော့ကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညွတ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးမစကားတွေကိုပိဋကတ်30နိကေ9ပြတမခန္ဓာပေါင်း7000တောင်မှာဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးမတွေအားလုံးကို ဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါ ဒီမှာတော့အဲ့ဒါလို့ယုံကြည်မှုနဲ့ကိုယ်ကမှုကိုအခြေခံမှုပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုရဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ဘုရားဗဒဆရာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်။ဘယ်မှုတွေကိုအခြေခံနေဆိုတာလေးကိုပြောအောင်နော်။မှန်ပါပါဘူးလို့ဆိုရတဲ့ဘုရားဗဒဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာ။ အဲ့ဒီကမ္မတက္ကတာသမဋ္ဌိဆိုတာကိုလောက်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီ ကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မသက္ကတာတမဋ္ဌိဋ္ဌိလို့ဆိုရင်ကိုလှုပ်တာကိုရရတယ်ဆိုရင်ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့ရသဗျာချင်းစင်မျိုးကိုတတ်မှတ်ထားတယ်။တိလ၊သမာဓိ၊ပညာဆက်။အဓိကကိုချင်းတရားကောင်းမှုကနံပါတ်၁။ မှန်ပါဗျာကိုကျင်တရားကောင်းပြီတဲ့အခါစိတ်တက်ငြိမ်သက်အောင် လေ့ကျင့်လာတဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါလေးဆိုတာဘုရားဘာသာရဲ့အကျမ်းရှင်ဟိုကျင့်စိတ်တခုလို့ပြောမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမယီမှချက်ကပါလေလို့ဆိုတာကြတော့ဆဲဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်မှန်ပါဗျာ